မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match 12နှစ်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မော်ဘီမြို့နယ်မှာ စစ်မှုထမ်းရလူငယ်များကိုအတင်းအဓမ္မစူဆောင်းပေးနေတယ်။ဝနချောင်းဆန်ပြကြီးရွာအုပ်ချုပ်ရင်းမှုရုံးကို40မမဘုံသီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ17ရက်နေ့ည8:48မိနစ်ခန့်အချိန်မှာမော်ဘီမြို့နယ်ဝနချောင်းဆန်ပြကြီးရွာကြောက်တောင်စုအုပ်ချုပ်ရင်းမှုရုံးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားပြူစောထီးများနဲ့အုပ်ချုပ်ရင်းမှုတို့ကိုတော်လိုင်းရဲဘော်များက40မမဘုံသီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအုပ်ချုပ်ရင်းမှုရုံးမှာစောင့်နေကာကင်းကိုထိမှန်ခဲ့ပြီးတော့အကြမ်းဖက်စစ်က ောင်စီတပ်သားနှစ်ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါဒတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့အောင်မြင်စွာစုခွာနိုင်ခဲ့တယ်လို့သိရပါဗါဒအခုလိုမျိုးတိုက်ခိုက်မှုဟာအကြမ်းမဲ့စစ်ကောင်စီအလို့ကျပြည်သူစစ်မှုထမ်းအဓမ္မဥပဒေကိုအသက်သွင်းနေတယ်စစ်ကောင်စီထောက်တိုင်ရန်တရားဖြစ်တဲ့အတွက်ကြောင့်စစ်ရေးပြမှတ်အဖြစ်နဲ့လက်တုံပြတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒ၎င်းတိုက်ခိုက်မှုမှာစစ်ခွေးနှစ်ကောင်ထက်မနည်းအထိကိဒဏ်ရာရတယ်လို့သိရတယ် စစ်ကောင်စီနဲ့နောက်လိုက်တွေကိုအတိပေးကြမှာတဲ့ပြည်သူတွေကိုဖိနှိပ်ဖို့စ조사လေလေကျွန်တော်တို့ရဲဘော်တွေကပုံစံမျိုးစုံနဲ့ဝင်ရောက်လာပြီးတော့ရတဲ့အနည်းနဲ့တုံ့ပြန်လေလေပဲဖြစ်ပါတယ်ဒီတိုက်ခိုက်မှုဟာလဲရန်သူစက်ခန်းရဲ့ guide တရားအတွင်းထဲထိကိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်နောက်ထပ်လဲအခွင့်အရေးရရင်ရတယ်လို့ဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာပါလို့ Civilian Military SRDF အထူးစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုမှာပါဝင်တဲ့ရွှေဘိုခရိုင်အမှတ်15တပ်ရင်းကဘိုးကောက်ရိုးကမော်ဘီမြို့နယ်ဝန်ထမ်းဆောင်ပြခြေရွာမှာရှိတဲ့ ကြောက်တောင်စုအုပ်ချုပ်ရေးမှုရုံးမှာတက်ဆွဲထားတယ်စစ်သားပြူစောထင်းနဲ့ အုတ်ချုပ်ရေးမှုအဖွဲ့ဝင်များကို40မမဘုံလက်နက်နဲ့ပစ်ခတ်တိုက်ခတ်ခဲ့ရမှာစစ်သားနောက်ထပ်မင်းတေဆုံနိုင်ပြီးတော့အုတ်ချုပ်ရေးမှုရုံးရဲ့ကာကင်းလဲထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုကိုပြည်သူ့ကာကွယ်တပ်မတော်စစ်စင်ရေးတပ်ဖွဲ့ Civilian Military SRDF နဲ့ရွှေဘိုခရိုင်အမှတ်15တိုင်ရင်းတို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရန်ကုန်မှာမြို့ပြစစ်စင်ရေးများဆက်လက်လှုပ်ဆောင်နိုင်ရန်အတွက်အမေအိမ် by Sharing is Caring Family Campaign မှာ တော်လန်ပြည်သူများပူးပေါင်းပြီးတော့အားဖြစ်ပေးကြပါရန်မေတ္တာရက်ခံထားတယ်လို့ Civilian Military SRDF အထူးစစ်ကြောင်းကမေတ္တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းဗတောင်းမြို့နယ်မှာ AA ထိုးစစ်ကြောင်းညောင်ကျိုးတပ်စခန်းကစစ်ကောင်စီတပ်သားများဟာအုတ်ရှိပင်မြို့ကိုပြန်လည်ဆုတ်ခွာနေပြီးတော့တိုက်ပွဲများဟာအုတ်ရှိပင်မြို့အနီးနားကိုရောက်ရှိလာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလကစတင်ပြီးတော့ဘကိုးတိုင်းဗတောင်းမြို့နယ်ညောင်ကျိုးတပ်စခန်းမှာ AA နဲ့စစ်ကောင်စီတပ်များကြား တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့တိုက်ပွဲများဇက်တိုက်ပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီတပ်များကလေကြောင်းကနေတဆင့်အကြီးအကျယ်ခုခံခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့တိုက်ပွဲများနှစ်လနီးပါးကြာမြင့်လာတဲ့အချိန်မှာတော့စစ်ကောင်စီတပ်များဟာညောင်ကျိုးစခန်းကစတင်ဆုတ်ခွာနေပြီးတော့အုတ်ရှိပင်မြို့မှာခုခံစစ်ပြင်းစင်နေတယ်လို့အုတ်ရှိပင်မြို့အခြေစိုက်တပ်သတင်းရေးမြစ်ကပြောပြထားပါတယ်မနေ့ကမက်လ17ရက်နေ့မှာဗဒောင်းမြို့နယ်ညောင်ကျိုးစခန်းကိုအေအေရဲ့ထိုးစစ်ကကျော်လွန်လာကအုတ်ရှိပင်မြို့အနီးကိုဥတီရောက်ရှိလာတယ်လို့သိရပါတယ်စစ်တပ်စစ်ကြောင်းများနဲ့စစ်ကူများဟာအု ုတ်ရှိပင်မြို့မှာပြန်လှည့်ပြီးတော့အင်အားစုစည်းနေတယ်လို့သိရပါတယ်။အေရဲ့ထိုးစစ်ကအုတ်ရှိပင်မြို့ထဲအထိတော့မရောက်သေးပါဘူး။မြို့နယ်တော့တော်တော်နီးနေပြီ။စစ်ရေးကတော်တော်ကိုပြင်းထန်နေတယ်။စစ်ကားတွေအတက်ဆင်းများနေတယ်။တောင်ပေါ်ကဒဏ်ရာရတဲ့စစ်သားတွေကိုပြန်တယ်ထုတ်နေတယ်။ထိုးစစ်ကအုတ်ရှိပင်မြို့ဘက်ကိုဥတီလာနေပြီလို့ပြောလို့ရပါတယ်။တပ်ဘက်ကတော့လေကြောင်းတိုက်ခိုက်မှုတွေရောလက်နက်ကြီးတွေနဲ့ရောတခြားလုံးကိုပစ်ခတ်နေတယ်လို့အုတ်ရှိပင်မြို့အခြေစိုက်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းများကအုတ်ရှိပင်မြို့မှာအကြီးအကျယ်စစ်ရေးပြင်ဆင်နေတာ မြို့ကိုအခြေပြုထားတဲ့အမြောက်တပ်စခန်းများကလည်းလက်နက်ကြီးများနဲ့တစ်ချိန်လုံးပစ်ခတ်နေတယ်လို့သိရပါဗျ။အုတ်ရှိပင်မြို့အနီးမှာစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်တမ်းများကိုကျဲလောင်စွာကြားနေရတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့စစ်ရင်တန်းများဟာလည်းအုတ်ရှိပင်ဗဒောင်းလမ်းပိုင်းမှာအတအဆင်းများပြားနေတယ်လို့သိရပါဗျ။အုတ်ရှိပင်မြို့ပေါ်ကိုအေရက်ထိုးစစ်များဥတီနေတဲ့အတွက် စစ်တပ်ကတင်တန်းစစ်မှုတန်းတပ်သားရာပေါင်းများစွာကိုညောင်ကျိုးစခန်းနဲ့အုတ်ရှိပင်မြို့ကိုပို့ဆောင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒါပေမဲ့တိုက်ပွဲအတွင်းမှာစစ်မှုတန်းတပ်သားတဲ့များတိုက်ဆုံးသူနဲ့ဒဏ်ရာရရှိသူတွေအလွန်များပြားနေတဲ့အပြင်စစ်ကူစစ်ကြောင်းများတပ်ပြတဲ့အထီးကိုကစင်ကလျားနဲ့ပြန်လည်ဆုတ်ခွာလာရတာလည်းရှိနေတယ်လို့သိရပါတယ်။ညောင်ကျိုးမှာဒဏ်ရာရတဲ့စစ်သားတွေကိုပြည်ဒါကစနဲ့အနီးနားကတပ်စခန်းတွေနဲ့ တိုက်နယ်ဆေးရုံတွေမှာကုသပေးနေရတယ်။ဂရင်မလောက်လို့တောင်မှမြို့တော်ခမ်းမမှာတော့ယာယီဆေးရုံအဖြစ်နဲ့ဂရင်တွေကိုချပြီးတော့ကုသနေရတယ်လို့ပြည်မျိုးအခြေစိုက်တပ်သတင်းရင်းမြစ်ကပြောပြထားပါတယ်။အေအေကခိုးစစ်များကိုရခိုင်ပြည်နဲ့ထိစပ်နေတယ်။အေအော်ဒေတာဘကိုးတိုင်းနဲ့မကွေးတိုင်းအတွင်းနဲ့အထက်ကိုထိုးဖောက်ဝင်ရောက်တိုက်ခတ်လျက်ရှိတယ်လို့အေအေကတရားဝင်သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ကချင်ပြည်နယ်မြကြီးနားနဲ့တန်တိုင်းမြို့နယ်မှာစစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူစစ်တို့ကစစ်သားစုဆောင်မှုကိုနှီးမျိုးစုံနဲ့ပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီမြို့များဟာစစ်ကောင်စီတပ်ထိန်းချုပ်ခါးဆဲဖြစ်ပြီးတော့စစ်ရေးလှုပ်ရှားမှုများစစ်အာဖြစ်တင်းမှုများဇက်တိုက်ပြုလုပ်နေတဲ့ဒေသများဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကမြကြီးနားမြို့မှာရှိတဲ့ရပ်ကွက်တချို့မှာမက်လာဇန်းကစတယ်ပြီးတော့တိုင်တက်တိုင်စင်းသံကောင်းစင်းများကိုကောက်ယူခြင်းပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်နေပြီးတော့ခရီးသွားကားတွေပေါ်ကပြည်သူများကိုလည်း ဟန်းစီပြီးတော့လူသစ်စုဆောင်ခြင်းများရှိနေတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကမက်စလာ၁၇ရက်နေ့မှာသတင်းဖော်ပြထားပါတယ်။မက်စလာ၁၀ရက်နေ့ကဗလာမင်းထင်တံတားမှာပန်ဝါမျိုးဘက်ကနေလာတဲ့ခီးစဲတင်ကားတစီးကိုတားဆီးပြီးတော့ခီးစဲပြည်သူ၉ဦးကိုတပ်သားတွေစုဆောင်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီနေ့မှာပဲမြကြီးနားမြို့၂၁မိုင်ဂိတ်မှာ ခီးသွားပြည်သူ၅ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ဒေသခံများကကိုကဖော်ပြထားပါတယ်အလားတူပဲတနိုင်းမြို့နယ်မှာလည်းပြည်သူစစ်ကညအချိန်တွာလာနေတဲ့လူငယ်လူလက်ပိုင်းများကိုဖမ်းဆီးလူသစ်စုဆောင်းနေပြီးတော့လူငယ်များရှိတဲ့နေအိမ်များကိုမတင်ငါဘူးဆိုပြီးတော့ဝင်ရောက်ရှာဖွေခြင်း ်မူရစင်းနဲ့ပတ်သက်ပြီးတော့စစ်စေးမင်းများနဲ့ဆိုပြီးတော့ဖမ်းဆီးမှုများကိုလည်းပြုလုပ်နေတယ်လို့သိရပါဗျ။မြကြီးနားမြို့ကဒေသခံတုံးကတော့လူသစ်စုဆောင်မှုကိုစစ်ကောင်စီဘက်ကပြုလုပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကလည်းပြုလုပ်နေတယ်လို့ပြောပြထားပါဗျ။နှစ်ဖက်စလုံးကတော့စစ်သားစုဆောင်နေပါတယ်။ဒါပေမဲ့ KIA ဘက်ကိုပါသွားတဲ့သူတွေဆိုရင်တော့တော်တော်များများကစိတ်ချရတာပေါ့။ ို့လူတွေဘက်ကဆိုတော့စိတ်ချရတာပေါ့စိတ်ကောင်းစီဘက်ကဆိုရင်တော့စိုးရင်ကြောက်ကြမှုတွေအရန်ရှိတယ် feeling ချင်းတော့မတူဘူးပေါ့လို့မြေကြီးနာဒေသခံကပြောပြထားပါတယ် KIA ဟာကချင်ပြည်နယ်မှာရှိတဲ့စစ်ကောင်းစီရဲ့တပ်စခန်းများမြို့များတိုက်ခိုက်သိမ်းပိုက်တဲ့စစ်စင်ရေးကိုဆင်နွှဲလက်ရှိရာလက်ရှိမှာကချင်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်လို့စီရေးအရာရေးပါတဲ့ဗမော်မျိုးသိမ်းတိုက်ပွဲကိုလည်းဆင်နွှဲလျက်ရှိတယ်လို့သိရပါတယ်။ဗမော်မျိုးမှာရှိတဲ့စစ်ကောင်းစီရဲ့တပ်ရဲအများစုကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုအပိသက်သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကလည်းလေကြောင်း drone ပစ်ကူပဲပြီးတော့ခုခံလျက်ရှိတယ်လို့ဒေတာတွင်သတင်းအရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမောင်မြို့စင်ကုန်းရပ်ကွက်ကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင်းကလင်းငယ်တအူးပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ6ရက်နေ့မွန်းလွဲ2နာရီကမှာ ဗန်ကောင်မြို့စင်ကုန်းရပ်ကွက်မှာရှိတဲ့စာတင်ကျောင်းအနီးကိုအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ကလေးငယ်တအုပ်ပြင်းထန်တဲ့ရာရရှိခဲ့တယ်လို့သိရပါဗျ။စင်ကုန်းရပ်ကွက်ကစာတင်ကျောင်းသားကိုစစ်တပ်လေရင်ကဘုံကျဲချလို့ကလေးငယ်လေးထိသွားတာဒဏ်ရာအခြေအနေကတော့ပြင်းထန်တယ်လို့စစ်ပေးဆောင်ကုညီသူတအုပ်ကပြန်လည်ပြောပြထားပါဗျ။မက်စလာဘိုင်းကစတင်ပြီးတော့ဗန်ကောင်မြို့မှာရှိတဲ့အကြမ်းမဆက်တဲ့ရဲ့လက်ကျန်စခန်းများအားလုံးကို KIA ကတိုက်ခိုက်သိမ်းပိုက်ရန် ထိုးစစ်ဆင်တက်ခိုက်နေခြင်းဖြစ်ပြီးတော့အချမ်းဘတ်စစ်တပ်ကလည်း၎င်းတို့ရဲ့တပ်စခန်းများမကြဆုံရဲ့အတွက်အရတားပြည်သူများကိုပါပြစ်မှတ်ထားပြီးတော့လေကြောင်းကနေဘုံကျဲတက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲစကိုင်းတိုင်းကလေးဝမြို့နယ်မထူလေးရွာကိုအချမ်းဘတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခြင်းကြောင့်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကလေးဝ People Defense ကပြောပြထားပါတယ်။မက်စလာ၁၇ရက်နေ့မွန်းလွဲ၂နာရီခွဲအချိန်ကမှကလေးဝမြို့နယ်မထူလေးကျေးရွာကို မဆိုင်ကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများက drone နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်ကလင်းငယ်နောက်ဦးအပါအဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်းမှာမထူလေးရွာကအသက်84နှစ်အရွယ်ဥခင်အောင်အသက်36နှစ်အရွယ်ဒေါ်မမမြင့်အသက်6နှစ်အရွယ်မောင်ဖြိုးခန့်နဲ့အသက်9နှစ်အရွယ်မောင်နေလင်းခန့်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအုပ်ဖုံမြို့နယ်မှာအကြမ်းမတ်ဆက်တက်ကဂွေးချောင်းရွာကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးတဲ့လူငယ်များကိုပြစ်ခတ်ခြင်းကြောင့်လူငယ်တအုပ်ကြီးစံထိမှန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စတာဆေးရဲနေမှာအုပ်ဖုံမြို့နယ်ဂွေးချောင်းရွာကိုအကြမ်းမတ်ဆက်တက်ကဝင်ရောက်စီးနှင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးသွားတဲ့သူတွေကိုတနက်နဲ့လိုက်လံပြစ်ခတ်ခြင်းကြောင့်လူငယ်တအုပ်ကြီးစံထိမှန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အကြမ်းမတ်စစ်ကောင်စီတပ်သားများကခြေရွာအတွင်ဝင်ရောက်စီးနှင်းပြစ်ခတ်မှုကြောင့်လက်ရှိအချိန်ထိလူငယ်များဟာ ဆက်လက်တိတ်ဆောင်နေရတယ်လို့သိရပါတယ်ကြေးရွာမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များရှိတော့လေအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်စစ်ခွေးတွေကရွာထဲကိုတနက်ပစ်ခတ်ပြီးတော့လူငယ်တွေကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတာ အဲ့ဒီမှာထွက်ပြေးလို့ဆိုပြီးတော့ပြစ်ခတ်ခံရတဲ့လူငယ်တွေရှိတယ်တယောက်ကတော့ကြည်စံထိမှန်သွားတယ်လို့သိရတယ်တေဆုံးချင်းရှိမှရှိကတော့အတိမပြုတ်နိုင်သေးဘူးအခုချိန်ထိလူငယ်တွေကရွာကိုမပြန်ရဲကြသေးဘူးပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူတွေရှိတယ်ဆိုတာသိပေမဲ့အရင်အတွက်တော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ဒါအပြင်မန္တလေးတိုင်းညောင်ဦးမြို့နယ်ငမင်းမေးရွာမှာရှိတယ်နာရီအိမ်ကိုအချမ်းမဲ့စစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့ခြေရွာမှာနေတဲ့လူငယ်အယောက်20ကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူများကသတင်းပေးပို့တိုင်ကြားထားပါတယ်မက်စလာ၁၀ရက်နေမှာညောင်ဦးမြို့နယ် ငါမင်းမေးရွာနာရီအိမ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝင်ရောက်စီးနင်းပြီးတော့ကြေးရွာနေလူငယ်အယောက်20ကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များကိုအကြမ်းဖက်စစ်သားတွေက၎င်းတို့ပါလာတဲ့ကားနဲ့တင်ဆောင်ရန်လူပြည့်နေတဲ့အတော့ကြေးရွာမှာရှိတဲ့ပြည်သူပိုင်ကားတစ်စီးကိုပါချောဆွဲယူဆောင်သွားတယ်လို့သိရပါတယ်။ညောင်ဦးနယ်ကငါမင်းမေးရွာမှာနာရီအိမ်ပေါ်ကိုစစ်ခွေးတွေဝင်ရောက်စီးနင်းပြီးတော့ လူငယ်အယောက်20ကိုပေါ်တာဆွဲဖမ်းဆီးသွားပါတယ်သူတို့ပါလာတဲ့ကားနဲ့တောင်မဆန့်လို့ကြေးရွာမှာရှိတဲ့ကားနဲ့ပါခေါ်ဆောင်သွားတယ်ဘယ်ကိုဖမ်းခေါ်သွားလဲတော့မသိရဘူးဘေးနားကရွာတွေကလူငယ်တွေကလည်းရွာထဲမှာမအိပ်ရဲကြတော့ဘူးလူငယ်တွေထွက်ပြေးတိမ်းရှောင်ပြီးတော့တောတွေတောင်တွေထဲမှာတွားရောက်ပြီးတော့နေထိုင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ဒါအပြင်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်အဖျောက်မြို့ အင်းတရာရွာမှာလဲအကြမ်းဖက်စစ်တပ်ခန့်ကြီးပါအုတ်ချုပ်ရေမှုလှကြိုင်ယာယီမှုဖိုးတီတီယာယီမှုကြော်ထင်းနဲ့ယာယီမှုဘူးတို့တို့ဟာ၎င်းတို့ရဲ့အသားသမီးများကိုနိုင်ငံသားကိုပို့ထားပြီးတော့ကြီးပါအတွဲမှာရှိတဲ့လူငယ်တွေစီကစစ်မှုထမ်းခြင်းဆိုပြီးတော့လစဉ်ငွေကျပ်တပေါင်းကောက်ခံပြီးစစ်မှုထမ်းရမဲနိုင်ရွေးချယ်မှုများကိုလည်းလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ